မင်းအောင်လိုင်းလင်မယားကသူတို့ကိုးကွယ်တဲ့ဝစီဝိတ်ဖုံးကြီးခေါ်လို့ကျိုင်းတုံထိပ်သွားပြီးလောကတရပူဇေဒီဖျားထာပနာရရချေပွဲနဲ့စေယုံဖွင့်ပွဲကိုတယောက်ခဲ့လို့စေးသတင်းမြစ်ကပြောပါရယ်မေလ23နေ့ကတည်းကကျိုင်းတုံကိုရောက်ရှိခဲ့တဲ့မင်းအောင်လိုင်းတို့လင်မယားကဝစီဘိတ်ဖုံးကြီးရဲ့ခေုံမှုကြောင့်ဖုံးကြီးကိုအဓိကသွားရောက်တွေ့ဆုံတာဖြစ်ပြီးဝစီဘိတ်ဖုံးကြီးဥဆောင်တိဆောက်နေတယ်ပန်းကွဲဗုဒ္ဓဥယျာဉ်တော်မှာလောကတရပူစီတီ ဖယားထပ်ပရာရတရာခြေတာအဲ့ဒီစီဒီမှာအစီရင်အင်းပြားတွေမှုန်နန္တာတွေကိုလှုပ်ဆောင်ခဲ့လို့လည်းသိရပါဗါတယ်အဲ့ဒီဥယင်တော်တစ်ခုလုံးကအင်းတွေရတရာတွေအစီရင်တွေနဲ့ပြုလုပ်ထားတာဖြစ်ပြီးဒီဥယင်တော်ကမင်းအောင်လိုင်ရဲ့ရာထူးတိုးအဆင့်ဆင့်တက်လန်းအတွက်အစီမံတွေလုပ်ပေးခဲ့တယ် ဝစီဘိတ်ရဲ့ဆန္ဒကိုတက်ချုပ်ကအောင်မြင်မှုအနေနဲ့လုပ်ပေးတာဖြစ်တယ်လို့လည်းဒေသခံအားလုံးကသိကြသလိုဥယျင်တော်ကြီးတိဆောက်နေတာကတော့စစ်တပ်အာဏာမသိမ်းခင်ကတည်းကတိဆောက်နေတာဖြစ်တယ်လို့လည်းစစ်ဘက်သတင်းမြစ်ကပြောပါတယ်။ဒါအပြင်ကျိုင်းတုံမှာဝစီဘိတ်ဖုန်ကြီးနဲ့မင်းအောင်လိုင်းတို့ပူးပေါင်းတိဆောက်နေတယ်။ဗုဒ္ဓဥယျင်တော်မှာလည်းတိလဓမ္မစေယုံကိုလည်းမနေ့ကဖွင့်လှစ်လိုက်ပြီး တီလဓမ္မစေကံလဲပါဝင်နေပါတယ်။စေယုံနဲ့စေကံကိုလဲဝစီဘိတ်ဖုန်းကြီးကဥဆောင်ကမြေနေရရွေးချယ်ပြီးအစီရင်တွင်နဲ့တိဆောက်ခိုင်းတာဖြစ်တယ်လို့လဲသိရပါတယ်။ဝစီဘိတ်ဖုန်းကြီးဟာမင်းအွန်လိုင်းတိုင်မူဘိုးချုပ်ဘဝကတည်းကကိုယ်ဝယ်ခဲ့တာဖြစ်ပြီးရဲရရာတွေအမြဲခြေပေးခဲ့တဲ့ဖုန်းကြီးတစ်ပါးလဲဖြစ်ပါတယ်။အာနာရှင်ဟောင်းတန်းရွှေလက်ထက်မင်းအွန်လိုင်းရာထူးတက်ဖို့နဲ့ တက်ချုပ်ရာထူးရဖို့အတွက်ဝစီဘိတ်ဖုန်းကြီးကရရရာတွေအမျိုးမျိုးခြေပေးခဲ့တာဖြစ်ပြီးသူခြေပေးတဲ့ရရရာအတိုင်းမင်းအောင်လိုင်လည်းရာထူးတွေရရှိခဲ့တာမို့မင်းအောင်လိုင်ကျူကျူလအပါဝင်တမိသားစုလုံးကဝစီဘိတ်ဖုန်းကြီးကိုရုံရုံကြီးကြီးကိုးကွယ်ကြတယ်လို့လည်းသိရပါဗါဒါအပြင်2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ဆရာနာသိမ့်မှုမတိုင်မီမှာလည်း မင်းအောင်လိုင်းနဲ့ကျူကျူလကဝစီဘိတ်ဖုံကြီးစီကိုတွားရောက်ပြီးအာနာသိမ့်ဖို့တိုင်ပင်ကရတရာကိုစီစဉ်ခိုင်းခဲ့လို့လဲစစ်ဘက်သတင်းမြစ်တွေကပြောပါရယ်နေပြည်တော်မှာနေတဲ့မင်းအောင်လိုင်းကသူ့လိုအပ်တဲ့အခါတိုင်းမှာစစ်လေရင်စစ်လို့ပြီးကျိုင်းတုံမှာရှိတဲ့ဝစီဘိတ်ဖုံကြီးကိုခေါ်ဆောင်ဆွန့်ကပ်တာနေမှာရွတ်ဖတ်ခိုင်းတာဘေးရင်ရတရာတွေစီမံခိုင်းတာတွေကိုလှုပ်ဆောင်လေရှိတယ်လို့လဲသိရပါရယ်ရှင် မလေးရှားနိုင်ငံမှာကျင်းပနေတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာအရေးကထိတ်တန့်ကိစ္စအဖြစ်ပါဝင်နေပြီးအကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုအစည်းအဝေးတွင်တက်ရောက်ခွင့်မပေးဘဲဆက်လက်ပိတ်ပင်ထားသလိုအစစ်နဲ့ကိုယ်စားလှယ်ကိုသာတက်ရောက်ခွင့်ပေးထားတယ်လို့မလေးရှားသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါကတော့လက်ရှိမလေးရှားနိုင်ငံမှာပြုလုပ်နေတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုဒီကနေ့မေလ26ရက်နေ့နဲ့28ရက်နေ့နှစ်ရက်တာကျင်းပသွားမှာဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာ ကမ္ဘာအရေးနဲ့မြန်မာအရေးကိုထိတ်တန့်ကိစ္စအနေနဲ့ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီ ASEAN ထိပ်သီးအစည်းအဝေးအတွင်းဂျပန် main online ကို ASEAN ကတက်ရောက်ခွင့်မပေးဘဲပိတ်ပင်ထားပြီးအဆင့်နှိမ့်နဲ့ကိုယ်စားလှယ်ကိုသာတက်ခွင့်ပေးထားတယ်လို့မလေးရှားသတင်းတွေမှာဖော်ပြထားကြပါတယ်။အဲ့ဒီ ASEAN ထိပ်သီးအစည်းအဝေးမတိုင်မီ ASEAN ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတော့မြန်မာအရေးဆွေးနွေးမှုတွေမှာ အကြံဖတ်မှုတွေရက်တက်မှုနဲ့အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုတွေစတင်နိုင်မှုကိစ္စရက်တွေကိုအဓိကပြောဆိုဆွေးနွေးသွားကြမှာဖြစ်တဲ့အကြောင်းကိုလည်းပြောထားတယ်လို့မလေးရှားသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာ။ နေပြီးတော့မှငလင်တန်းကြောင့်ပြုတ်ချပျက်စီးသွားတဲ့ဝင်ကြီးဌာနရုံးတွေပြတ်မပြင်ခင်ယာယီအဆောက်အုံဖြင့် modular office နဲ့ house တွေအပါအဝင်ယာယီအဆောက်အုံတည်ဆောက်မှုတွေအတွက်လိုအပ်တဲ့သွင်းကုန်တွေကိုလည်းအကြံဖတ် mail online ရဲ့တာအောင်ပြေဆုံးနဲ့စစ်တပ်အတိုင်းဝိုင်းတွေသာတင်သွင်းခွင့်တွေရရှိထားကြပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာအကြံဖတ်စကောင်းစီရုံးဆိုင်ရာနေပြီးတော့မှသူတို့ရဲ့ဝင်ကြီးဌာနရုံးတွေအပါအဝင်ဝန်ထမ်းအင်အားတွေပါမကျန်အကြီးအကျယ်ပြုတ်ချပျက်စီးဆုံးရှုံးမှုတွေဖြစ်တာဖြစ် အဲ့ဒီဝင်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားတွေကိုပြန်ပြင်မဆောက်ရသေးခင်မှာလုပ်ငန်းတွေလည်ပတ်လို့ရအောင်ဆိုပြီးစစ်ကောင်စီကယာယီစောက်အောင်ဖြစ် modular office နဲ့ house တွေကိုပမာဏအများအပြားနဲ့နေပြီးတော့မှတိစောက်နေတယ်ဆိုပါတယ်အဲ့ဒီလိုယာယီစောက်အောင်ဖြစ် modular office နဲ့ house တွေအတွက်တရုတ်နိုင်ငံကတချို့တဝက်လှူဒန်းထားပြီးမြေပြည်တော်မှာပျက်စီးမှုတွေဟာထင်ထားတာထက်ကိုပိုပြီးများနေတဲ့အတွက်ကြောင့် လုံလောက်မှုမရှိတော့ပဲစစ်ကောင်စီကသူတို့လက်အောက်ခံကုမ္ပဏီတွေကိုနှီးမျိုးစုံနဲ့တင်သွင်းခိုင်းထားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲဒီလိုယာယီအဆောက်အုံပစ္စည်းတင်သွင်းခွင့်ကိုတော့အကြံဖက်မင်းအောင်လည်းရဲ့တာအောင်ပြည့်စုံရဲ့ကုမ္ပဏီကသာအတိတ်ကလက်ဝဲကြီးအုပ်ထားပြီးဒုက္ကမတဆင်စစ်တပ်ပိုင်းဥပိုင်ကုမ္ပဏီနဲ့စစ်တပ်အတိုင်းဝိုင်းတွေကသာအဲဒီတင်သွင်းခွင့်တွေကိုအတိအသတ်ရရှိထားကြတာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့ ငလေးနန်ကြောင့်စစ်ကောင်စီရုပ်ဆိုင်ရာနေပြီးတော့မှာသူတို့ရဲ့ဝင်းကြီးဌာနရုံတွေနဲ့ဝန်ထမ်းအင်အားတွေပါမကျန်အကြီးအကျယ်ပြိုကျပျက်စီးထားပြီးတချို့ရုပ်လုံငန်းတွေကိုယာယီဒဲတွေနဲ့သာလုံနေရသလိုအခုခါမိုးတွင်းရောက်လာနေပြီဖြစ်တာကြောင့်အဲ့ဒီယာယီဒဲတွေမှာလုံနေရတဲ့သူတို့စစ်တပ်လက်အောက်ခံတွေအတွက်မိုးတံခံနိုင်မဲ့ယာယီအဆောက်အုံ modular office နဲ့ house တွေကိုစစ်ကောင်စီကအသေးအတန်စောက်ဖို့လုံနေရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဆီယနာတင်ထားတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်ဖြစ်ပွားနေတဲ့နိုင်ငံရေးပြဿနာနဲ့ပဋိပက္ခတွေကိုဖြည့်ရှင်းရမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ဘဲရွေးကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာနိုင်တယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒါတိုဆယ်ရီမိုဟာမက်ဟာဆန်ကသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာ အာဆီယံရဲ့ဦးစားပေးအရေးကိစ္စမဟုတ်သလိုရွေးကောက်ပွဲဟာနိုင်ငံတကာမှာအမှန်တရားကိုဖုံးကွယ်ဖို့လုပ်နေတဲ့အပြင်အဆင်တစ်ခုဖြစ်နေရင်လုံးဝအတိတ်ပဲမရှိဘူးလို့လည်းဆိုပါတယ်။ဒါအပြင်ရွေးကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာနိုင်ပြီးမြမအရေးဖြည့်ရှင်းဖို့အတွက်ဆိုရင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝအကောင့်ထဲပေါ်ဖို့သာဖြစ်ကြောင်းမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောပါတယ်။အာဆီယံအနေနဲ့စစ်ကောင်စီထံကိုရှင်းလင်းပြတ်သားတိကျတဲ့သတင်းစကားပေးဖို့ ို့ထားပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ပြီးမှသာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေလှုပ်ဆောင်ရမယ်လို့ပြောဆိုထားပြီးလို့လည်းပြောထားကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါရရှင်မန္တလေးတိုင်းကနထိုးကြီးမြို့နယ်ထန်းစဉ်ကျေးရွာမှာရှိတဲ့တရုတ် gas pipe line ဆောင်စစ်တပ်စခန်းနဲ့ gas tons စခန်းကိုပါတော်လိုင်းပေါ်တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အဲ့ဒီတရုတ် gas pipeline ဆောက်စစ်တပ်စခန်းတွေကိုတိမ့်ပိုက်ထားမှုဟာနိုင်ငံရေးအရာအရေးကြီးတယ်လို့လဲတော်လိုင်းသတင်းရေးမိကရန်ကုန်ခေတ္တကိုပြောထားပါတယ်ဖြစ်စဉ်ကတော့မေလ15ရက်နေ့ကတည်းကအဲ့ဒီထိုးကြီးမြို့နယ်ထန်းစဉ်ကြေးရွာမှာရှိတဲ့တရုတ် gas pipeline ဆောက်စစ်တပ်စခန်းနဲ့ gas တုံးဆက်စခန်းကိုပါတော်လိုင်းပူပေါင်းတပ်တွေကအပိတဝင်ရောက်တိုက်ခိုက်တိမ့်ပိုက်ရရှိထားတာဖြစ်ပြီးအဲ့ဒီစကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၄ဦးရဲ့မပါအောင်နဲ့လက်နက်ခဲယံပစ္စည်းအချုပ်ကိုပါတင်စီရရှိထားသလို စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်တော်လိုင်းရဲဘော်တူလည်းမြင့်မြတ်စွာအသက်ပေးလူတော်ရပြီးအဲဒီစကန်းကကြံတဲ့စစ်ကောင်စီတပ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့မြန်မြန်ခိုင်ပီဒီအမှတ်ရှိတရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောထားပါတယ်အဲ့ဒီလိုဒီဥစ်ဂက်စပိုင်လိုင်းကိုစောင့်နေတဲ့စစ်တပ်စကန်းကိုတော်လိုင်းတပ်တွေကတင်ပိုက်မှုဟာနိုင်ငံရေးအရာအရေးပါပြီးစစ်ကောင်စီတပ်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့တဲ့အခြေအနေပေါ်လွင်စေသလိုတော်လိုင်းတပ်တွေအနေနဲ့ အခုလိုတရုတ်အကျိုးစီးပွားရှိရာစိတ်ယုံနေရာတွေကိုတင်ပိုက်မှုဟာနိုင်ငံရေးအရာအရေးကြီးပြီးတရုတ်ဘက်ကအပြောင်းလဲများစွာဖြစ်လာနိုင်တယ်လို့လည်းတော်လိုင်းရေးသတင်းရှင်းမြစ်ကတုံ့တက်ပြောဆိုထားပါသေးတယ်ခင်ဗျအခုပြပါစုတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြက်ဖက်မဲအွန်လိုင်းကလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုဖမ်းဆီးဖို့ညွှန်ကြားထားပြီးမြင့် ူလောက်ခန်းစစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုသာအတိအကဖမ်းဆီးနေကြတယ်လို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မေလ20ရက်နေ့ကပဲနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မင်းအောင်လိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးဖို့ညွှန်ကြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာအကြမ်းဖက်မင်းအောင်လိုင်ပြောသွားတာကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနင်းမှုရှိနေတဲ့အကြောင်းတွေကိုသူ့အနေနဲ့သိရှိထားတဲ့အတွက် အဲ့ဒီကိစ္စတွေကိုတာဝန်ရှိတဲ့သူတွေအနေနဲ့ပတ်သက်သူအားလုံးကိုဖမ်းဆီးဖို့နဲ့အဲ့ဒီလိုလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနှင်မှုကြောင့်သူတို့စစ်ကောင်စီရမယ့်အခွန်အခတွေညစ်နာတယ်ဆိုပြီးတော့ကိုပြောသွားတယ်လို့ဒါတွေကိုကြက်ကြက်မက်မက်ဖော်ထုတ်ဖမ်းဆီးဖို့ညွှန်ကြားသွားတယ်ဆိုပါလေအဲ့ဒီလိုအကြက်ဖက်မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်စစ်ကောင်စီလောင်းခံစစ်တပ်ရဲနဲ့ထွေအုပ်အပါအဝင်ဌာနဆိုင်ရာအားလုံးကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုသူတို့စစ်တပ်ထိန်းချုပ်ထားရာတောင်ကြီးမြို့အပါအဝင်မြို့ကြီးတွေမှာဖမ်းဆီးတာတွေလုပ်နေပြီမဲ့တစ်ဖက်မှာတော့ သူတို့စစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကိုယ်တိုင်ကအဲ့ဒီလမ်းစင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုသာအတိအကဖမ်းဆီးနေကြတယ်လို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိရန်ကုန်နေပြည်တော်နဲ့မန္တလေးမြို့တွေမှာဆိုရင်သူတို့စစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေမှာအသုံးပြုနေကြတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်ရှိတဲ့အတွက်လောလောဆယ်အသုံးမပြုခိုင်းမဲ့စီမံချက်ကာလပြီးမှပြန်ပြီးအသုံးပြုဖို့ကိုပါ သူတို့ကိုယ်တိုင်ပဲပြန်ပြီးတော့အတိပေးထားတယ်လို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျာရန်ကုန်မြို့နယ်မိုင်း90ကျော်အကွာရန်ကုန်မန္တလေးအမြန်လန်ဘကိုးမြို့ဘောနယ်ကြီးတဝက်ကစစ်တပ်ဂိတ်စခန်းတွေနဲ့စစ်ကြောင်းတွေကိုတော်လဲတတွေကတက်ခတ်ခဲ့ရမှာစစ်သား6ဦးဟာသေဆုံးပြီးလက်လက်16လက်ကိုတင်းဆဲရရှိခဲ့လို့ဘကိုးခရံတရင်အမှတ်3031တက်ခွဲရွှေချောင်းတက်ခွဲကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ် မေလ18ရက်နေ့မနက်9:00နာရီလောက်ကပဲခူးမြို့နယ်ဘောနက်ကြီးဇောင်းတူတိုက်ကြီးမိုင်90လမ်းပိုင်းတနေရာမှာစစ်အင်အား15ဦးခန့်တပ်ဆွဲထားတဲ့ဇီဒိုရွာစစ်ကောင်စီဂိတ်ကင်းစခန်းကိုဝန်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေဟာကိုလွတ်ယုံထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။အဲဒီစစ်တပ်ဂိတ်စခန်းတွင်းကနေ G4 အမျိုးအစားတနက်နှစ်လက် G3 အမျိုးအစားတနက်နှစ်လက် G2 အမျိုးအစားတနက်တစ်လက် M1 ကာပိုင်အမျိုးအစားတနက်ကိုလက်နဲ့ ကြည်စံတွေကိုတိမ့်ဆက်ရရှိခဲ့တာဖြစ်ပြီးစစ်ကောင်စီဂိတ်ကင်းစခန်းကိုမီးရှို့ရှင်းလင်းခဲ့လို့လည်းသိရပါဗျ။မေလ22ရက်နေ့ကလည်းရန်ကုန်မင်းကြီးအမြန်လမ်းမိုင်တိုင်32မိုင်9ဖားလုံးကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာမှာစစ်သား2ဦးဟာသေဆုံးပြီးတူဟာဒဏ်ရရှိခဲ့ပါသေးတယ်။မေလ24ရက်နေ့မှာတော့ဘကိုးဘောနယ်ကြီးဆောင်းတို့တိုက်ကြီးမိုင်90လမ်းပိုင်းတနေရာကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရမှာပြူစောတိတပ်ဖွဲ့ရဲ့ဒုတဆိတ်မှုအပါအဝင်၄ဦးဟာသေဆုံးပြီး M1 ကာပိုင်အမျိုးအစားတနက်နှစ်လက်ကိုတင်းဆက်ရရှိခဲ့လို့လည်းသိရပါဗျမြန်မာနိုင်ငံမှာပြပတ်ထွက်တဲ့သူတွေများပြားနေတဲ့အတွက် နိုင်ငံငွေသုံးစွဲမှုပါများနေတယ်ဆိုပြီးအကြက်ဖက်မင်းအွန်လိုင်းရဲ့မှတ်ချက်ကြောင့်ပြည်ပထွက်မဲ့သူတွေအားလုံးကိုတေချာစီစစ်ပြီးမှထွက်ခွင့်ပြုဖို့စစ်ကောင်စီအတွက်စတင်ဆွေးနွေးနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရခိုင်ခေတ်ကိုပြောပါတယ်။ဒါကတော့ပြီးခဲ့တဲ့မေလ20ရက်နေ့ကပဲနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်းအကြက်ဖက်မင်းအွန်လိုင်းကလက်ရှိမြန်မာနိုင်ငံမှာနိုင်ငံငွေသုံးစွဲမှုများနေတဲ့အကြောင်းတွေ အဲ့ဒီကမှ73စီတင်သွင်းမှုဆိုရင်နှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံဘို့ကုန်ကျနေတဲ့အကြောင်းတွေအပြင်ပြပထွက်တဲ့သူတွေများပြားနေတဲ့အတွက်ကြောင့်လေနိုင်ငံငွေသုံးစွဲမှုပါများနေတယ်ဆိုပြီးမှတ်ချက်ပြုပြောဆိုသွားတာပါအဲ့ဒီနောက်မှာပဲစကောက်စီရဲ့ဌာနဆိုင်ရာတွေအတွင်မှာမဲအွန်လိုင်းရဲ့ပြောဆိုချက်တွေတဲကပြပထွက်တဲ့သူတွေများနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေလုပ်နေပြီဖြစ်တယ်လို့လက်ရှိနေစဉ်ပြပထွက်ခွာနေတဲ့ဖျားဘူးသာသနာပြုအလဲစေးကုចောင်းသားစီးပွားရေးအလောက်ကစတဲ့အကြောင်းအရာတွေကို သွားတဲ့သွားတိုက်တဲ့သူကိုပဲခွင့်ပြုဖို့ ਨੇ ပြီးပါထွက်မဲ့သူတွေအားလုံးကိုအခုတင်းကျပ်ထားတာထက်ကိုနောက်ထပ်တေချာစီစစ်ပြီးမှထွက်ခွင့်ပြုဖို့ဆွေးနွေးနေကြတာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရေးမြကရန်ကုန်ခေတ္တကိုပြောထားပါတယ်လက်ရှိမှာလည်းပြီးပါအလုတ်ကိုင်းတွေအားလုံးကိုအလုတ်ခေါ်စာကအစစာရွက်စာဒတ်အစုံရှိရင်တော့သူတို့စစ်ကောင်စီရဲ့အလုတ်သမားဝင်ကြီးဌာနကခွင့်ပြုမှသာတွားခွင့်ပေးပြီးသူတို့ခွင့်မပြုရင်လေစစ်ကနေထွက်လို့မရတယ်လို့ အခုတခါထပ်ပြီးစီစစ်မယ်ဆိုတော့အလုပ်သမားတွေအပြင်အလဲပတ်သွားမဲ့သူတွေအပါအဝင်စေကူတာတွေចောင်းတက်တာတွေစတဲ့အចောင်းတွေနဲ့ပြပတ်ထွက်မဲ့သူတွေကိုပါသူတို့စစ်ကောင်စီကခွင့်မပြုရင်တွားခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးတွေလှုပ်လာမဲ့သဘောပါပဲလို့ရန်ကုန်အခြေစိုက်ပြပတ်လုပ်ကန်အေဂျင်စီလုပ်ငန်းရှင်တဦးကမှတ်ချက်ပြုပြောဆိုထားပါတယ်ခင်ဗျဂင်းပြည်နယ်ထမ်းမြဝနယ်စပ်ကအချက်ဖတ်စစ်ကောင်စီရဲ့တေဘောပို့တက်စကန်အတွက် စစ်ကူလာတဲ့အင်အား80ပါစစ်ကောင်စီတပ်စစ်ကြောင်းကို GNL ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်စစ်ကြောင်းတကြောင်လုံးပြုတ်ထွက်သွားတဲ့အထိချိန်မုံခံလိုက်ရပြီးနောက်ထပ်စစ်ကောင်စီတပ်သားအယောက်30ကျော်ကိုလည်းတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ GNL စစ်ရေးတရင်ရင်မိကရန်ကုန်ခေတ်ကိုပြောပါရယ်ဖြစ်စဉ်ကတော့မေလ29ရက်ဂင်းပြည်နယ်ထမင်းမာနေဆက်ကဂျပန်စစ်ကောင်စီရဲ့တေဘောပို့တက်စကန်အတွက်စစ်ကူလာတဲ့အင်အား80ပါစစ်ကောင်စီတပ်စစ်ကြောင်းကို DKPA ဌာနချုပ်ရှိရာစုံစည်းမြိုင်အနီးမှာ GNL ပူပေါင်းတပ်တွေကဝိုင်းပတ်ပိတ်ဆို့ပြီးတိုက်ခိုက်ချေမှုလိုက်တယ်ဆိုပါတယ်။အဲလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်စစ်ကြောင်းတကြောင်လုံးပြုတ်ထွက်သွားတဲ့အထိချေမှုခံလိုက်ရပြီးစစ်သားအများပြားလဲအတိတိတိတ်ကုန်ကြသလိုနောက်ထပ်စစ်ကောင်စီတပ်သားအယောက်30ကျော်ကပါတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ GNL စီးရဲတရင်ရှိမိကပြောထားပါလိမ့်ခင်ဗျာ။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့အကျန်းဖက်စစ်ကောင်စီကိုတတိုင်းပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်တွေဆင်နွှဲကြရမယ့်အခြေအနေကြောင့် တိုက်ပွဲတွေအချိန်ဟုန်မြင့်လာမယ်လို့ဥမင်းကိုနိုင်ကပြောပါရယ်။ယမန်နဲ့မေလ29ရက်နေ့ကမြန်မာနိုင်ငံမှာဘေးကင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက်ဘေးကင်းတဲ့ဆေးရုံတွေတည်ဆောက်နိုင်ရန်ပါဝင်ကူညီလှူဒါန်းကြဖို့ဖိတ်ခေါ်မှုမှာဥမင်းကိုနိုင်ကအခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါရယ်။လက်ရှိမြေပြင်မှာလည်းတော်လဲရဲဘော်ချို့စစ်ကူတရန်အချိန်မီမရောက်လာနိုင်တာကြောင့်ရွေလျားဆေးကန်းတွေလိုအပ်နေပြီး စိတ်ချလုံခြုံတဲ့စေကန်းနဲ့ဆေးရုံမျိုးဖြစ်ရန်လိုရကြောင်းဗန်နာရဲ့လိုအပ်ချက်တွေရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့ကူညီပေးရန်လိုအပ်နေပြီးမြေပြင်မှာစိတ်ကုသပေးနိုင်တဲ့လူသားအရင်းအမြစ်များစွာရှိနေရလို့လည်းဦးမင်းကိုနိုင်ကပြောပါရယ်။လေကြောင်းတန်ကိုပါခံနိုင်တဲ့ဆေးရုံစေကန်းမျိုးတွေလိုအပ်နေပြီလို့လည်းအမင်းကိုနိုင်ကထပ်မံပြောကြလိုက်ပါတယ်။တော်လန်ရေးဟာပြည်သူလူထုရဲ့အားနဲ့တွားနေရတာကြောင့်ပြည်သူလူထုအနေနဲ့အားဆိုင်ကြရန်လိုအပ်နေပြီ ပြည်သူလူထုကဝိုင်းဝန်းအားစိုက်ပေးကြရန်နဲ့နောက်ဆုံးတိုက်ပွဲတွေမှာအောင်ပွဲတွေအမြန်ဆုံးယူနိုင်ကပြည်သူရင်ွယ်ကိုအာလုံးပြန်နိုင်ကြစေရန်လဲဥမင်းကိုနိုင်ကပြောပါရရှင်။အရကတတော်အေအေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ်စစ်ကောင်စီကကန့်ကွက်မှုကြောင့်ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တပ်မတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လဲခေါ်ယူလိုက်ပြီး နိုင်ငံတနမန်ရစ်ဟာအတင်းမာဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားကြပါတယ်။လက်ရှိမှာတော့ရန်ကုန်မြို့မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ယုံကမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်မတ်ကြီးနဲ့စစ်တမ်းမှုဗိုလ်မှူးချုပ်တို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကမိခင်နိုင်ငံစီပြန်လည်ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကနေမေလ28ရက်နေ့ကပဲအတည်ပြုထုတ်ပြန်ထားပါသေးတယ်။အဓိကကတော့လက်ရှိရခိုင်ပြည်နယ်တစ်ခုလုံးနှိပါကိုထိန်းချုပ်ထားတဲ့အရခတတော် A နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေဆက်ရေးရကိစ္စတွေမှာပူပေါင်းဆောင်ရွက်နေတဲ့ဆက်ဆံရေးအပေါ်စစ်ကောင်စီကသူတို့အနေနဲ့ကန့်ကွက်တယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်အစိုးရစီကိုစာပေးပို့ပြီးတဲ့နောက်မှာပဲရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တပ်မတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကမိခင်နိုင်ငံစီပြန်လည်ခေါ်ယူလိုက်တာဖြစ်လို့နိုင်ငံတနမန်ရေးကတော့အတင်းမာဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာ ရင်ပြင်းနဲ့ထမင်းမနဲ့ဇက်ကဂျက်ဖက်စကောင်စီရဲ့တက်စကန်တွေကိုတခုပြီးတခုတိမ့်ပိုက်လာနေတဲ့ GNL ပူပေါင်းတက်တွေဟာအဲ့ဒီထမင်းမနဲ့ဇက်ကနောက်ထပ်စကောင်စီရဲ့ကနဲလီတက်စကန်ကိုပါမေလာ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်တိမ့်ပိုက်လိုက်ပြီလို့ GNL စီရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့အဲ့ဒီထမင်းမနဲ့ဇက်ကစကောင်စီရဲ့ကနဲလီတက်စကန်ကိုမေလာ21ရက်နေ့ကစပြီး GNL ပူပေါင်းတက်တွေကစတင်တက်ခိုက်ခဲ့တာဖြစ်တယ်လို့မနေ့ကညပိုင်းမှာတော့စကန်တစ်ခုလုံးကိုတော်လိုင်းတက်တွေကအပိတ်တိမ့်ပိုက်ရရှိသွားပြီဆိုပါလေ အဲ့ဒီအချမ်းပစစ်ကောင်စီရဲ့ကနဲလီတက်စကန်ကိုမသိမ်းပိုက်ခင်မှာတည်းကနဲလီပူပေါင်းတပ်တွေဟာ DKPA ဌာနချုပ်အနီးရောက်လာတဲ့အင်အား80ဝန်းကျင်မှာစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးကိုပြုတ်ထွက်သွားတဲ့အထိခြေမုံပြီးတဲ့နောက်မှာပဲညာဘက်အရောက်မှာတော့ကနဲလီစကန်တစ်ခုလုံးကိုအပိတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ကနဲလီသတင်းရှင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့ရင်းပြီးနဲ့ထိုင်းမြန်မာနယ်စပ်ကချမ်ပါစကောင်စီရဲ့တက်စကန်တွေကိုတကူပြီးတကူတိမ့်ပိုက်လာနေတဲ့ KNL ပူပေါင်းတက်တွေဟာစကောင်စီရဲ့ပူလူတူတာလဲမဲလာလဲဒိုနဲ့ လက်ရှိကနဲလေးစကန်တွေအပောင်းဝင်တက်စကန်ပေါင်း6ခုကို အပိတ်သက်တိတ်ပိုက်ထားပြီးနောက်ထပ်ကြံနေသေးတဲ့အဲ့ဒီ time money ဇက်ကစစ်တက်စကန်တွေကိုဒရဇက်ထိုးစစ်ဆင်တက်ခိုက်နေတယ်လို့တိုက်ပွဲတွေလည်းဇက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာတောင်ငူခရမ်းမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNL ပူးပေါင်းတပ်တွေကတိုက်ခတ်ရမှာ စစ်သား10ဦးဟာသေဆုံးခဲ့ပြီး9ဦးဟာဖမ်းဆီးရရှိခဲ့တယ်လို့ KNL သတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကို ပြောပါရယ်မေလ16ရက်နေ့မှာ KNU တပ်မဟာနှင့်နေမြေတောင်ကိုခရံအတွင်းကိုစစ်တပ်ကစစ်ကြောင်းထုတ်လိုက်ရမှာ KNL ပူပေါင်းတပ်တွေကစစ်တပ်ကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီစစ်ကြောင်းဟာပြက်ပြီးထွက်ပြေးသွားတာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က10ဦးဟာထေသွားတာဖြစ်ပြီးခုနှစ်ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့လက်လက်ခရံတွေလည်းတင်းဆဲရရှိထားတယ်လို့လည်းသိရပါဗါးဒါအပြင် KNL ပူပေါင်းတပ်တွေကတင်းပိုက်ထားတဲ့ထိုင်းမြန်မာနယ်စပ် ညရီမြို့နယ်တွင်ကနယ်လေစစ်တပ်စခန်းကနေ120မမလက်လက်ကြီးနှစ်လက်အပါဝင်လက်လက်ခရံအများပြားကိုလည်းတင်းဆဲရရှိထားရလို့လည်းသိရပါဗျ။အဲဒီစခန်းဟာစစ်တပ်ဘက်ကအင်အား100ကျော်ရှိတဲ့စခန်းဖြစ်ပြီ အင်အား90ကျော်ဟာထက်နိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားရလို့လည်းသိရပါဗျ။ကြံရှိနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော့စစ်တုံပန်းဖြင့်ဖမ်းဆီးရရှိခဲ့ကာပြစ်ခတ်မှုအတွင်းမှာတေဆုံးမှုတွေရှိတဲ့အပြင်နိစရာတောဆက်နဲ့ဆက်ခင်းတွေအတွက်ကိုထွက်ပြေးသွားမှုတွေလည်းရှိနေရလို့လည်းသိရပါဗျ။ KNU ထုတ်ပြန်ချက်တဲ့မှာတော့ KNU တပ်မ6နေမြေမှာစစ်တပ်ကကျူးကျော်တပ်ဆွဲထားတဲ့ကနဲလီတပ်စခန်းကိုမေလ28ရက်နေ့ညနေ6နာရီမှာ KNU တပ်မ6ဦးဆောင်တဲ့ KNU မျိုးသားလူမျိုးရေးတပ်မတော် KNL လည်းကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါဗျ။အလားတူမနစ်ကမနက်ပိုင်းကလည်းကရင်ပြည်နယ်မြရီမြို့နယ်အတွင်းကရွှေအေးမြိုင်စစ်တပ်စခန်းကိုလည်း KNL ဥဆောင်တဲ့တော်လဲတပ်တွေကအပြည့်တန်နေမြေရှင်းလင်းသိမ်းပိုက်ရရှိခဲ့လို့လည်းသိရပါဗျ။အခုပြပါစုတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ ကင်းပြင်းတဲ့ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စကောင်းစီရဲ့တက်စကန်တွေကိုတခုပြီးတခုတိမ့်ပိုက်လာနေတဲ့ KNL ပူပေါင်းတက်တွေဟာဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာပဲနောက်ထပ်ထိုင်းမြန်မာနယ်စပ်ကစကောင်းစီရဲ့ဗရင်အောင်တက်စကန်ကိုပါနိုင်ပိုင်းအတွင်းမှာပဲအပိတတိမ့်ပိုက်လိုက်ပြန်ပြီလို့ KNL သတင်းရင်းမြစ်ကပြောထားသလိုထိုင်းသတင်းတွေမှာလည်းဖော်ပြထားကြပါတယ်ဒါကတော့ဒီကနေ့မေလ30ရက်နေ့မနက်အစောပိုင်း၄နာရီလောက်ကစပြီး ရင်ပြည်နယ်ထိုင်းမှာနေစကမြောက်ဒီမြို့နယ်မှာရှိတဲ့အမြင့်ဆုံးတောင်ကုန်းပေါ်မှာတရှိရာစစ်ကောင်စီရဲ့ဗရင်တောင်စစ်တပ်စခန်းကုန်းကို GNL ပူပေါင်းတပ်တွေကစတင်တိုက်ခတ်ရမှာ나ရီပိုင်းအတွင်းမှာပဲစခန်းတစ်ခုလုံးကိုအပိတ်သက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီဗရင်တောင်စစ်တပ်စခန်းကုန်းဟာအယံမြင့်တဲ့အတွက်တော်ယုံတပ်သိမ်းဖို့မလွယ်တဲ့စစ်ကောင်စီတပ်စခန်းဖြစ်ပြီးအဲ့ဒီလိုစခန်းကိုတော့ GNL ပူပေါင်းတပ်တွေက나ရီပိုင်းအတွင်းမှာပဲအပိတ်သက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ စစ်ကောင်စီတပ်သားတချို့လည်းစခန်းကနေအကုန်စင်းပြေးကြတဲ့အကြောင်းကိုပါတိထားရတယ်လို့ကန်လေးသတင်းရင်းမြစ်ကပြောထားသလိုထိုင်းသတင်းတွေမှာလည်းဖော်ပြထားကြပါတယ်။လက်ရှိမှာတော့အဲ့ဒီထိုင်းမြစ်မှာနေဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းတပ်တွေကကိုဗစ်ခုတောက်လျှောက်သိမ်းပိုက်ပြီးလက်ကျန်တပ်စခန်းတွေကိုပါဒရက်ဆာထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူအယောက်900ကျော်ကတော့ထိုင်းနိုင်ငံဘက်ကိုခိတ္တယာယီစစ်ဘေးရှောင်လာကြတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျ။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အကြံဖတ်စစ်ကောင်စီကသူတို့ဘက်ကနေအပြစ်ရဲ့ကြေညာပြီးတနိုင်ငံလုံးကိုလိန်ချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေပြီမဲ့ဒိုင်းအန်သာလက်နက်ကင်ပီကိုကြတော့ယာယီအပြစ်ရထားပေးပါဆိုပြီးအကြံဖတ်မင်းအွန်လိုင်းကပြောလာပြန်ပါတယ်ဒါကတော့လက်ရှိနိုင်ငံတော်ကတိုက်ပွဲတွေမှာသူတို့စစ်တပ်ကအထိနာနေယုံနေမှာက ပြင်းပြင်းနဲ့ထမ်းမြမနေစက်မှာဆိုရင်အခုရပ်ပိုင်းတွေအတွင်းမှာပဲသူတို့ရဲ့စစ်တပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေကဇက်တိုက်ကိုတိမ့်ပိုက်လာတဲ့အချိန်အကြီးအကျယ်စစ်ရှုံးလာတော့မှအကြမ်းဖက်မင်းအွန်လိုင်းဟာတိုင်းသားလက်နက်ကိုင်တွေကိုအပြစ်ယထဘေးပါဆိုပြီးယမန်နေ့ကနေပြည်တော်မှာပြုတ်လုသွားတဲ့ငလင်ဘေးအတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားမှာပျော်သွားတာဖြစ်ပါတယ်တဖက်မှာတော့စစ်ကောင်စီဟာအခုမေလ31ရက်နေ့အထိနိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ကအပြစ်ယထပါတယ်ပြောပြီးနိုင်ငံတော်ဝန်တဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့ထိုးစစ်ဆင်နေရမှာ မေလာစနေနေ့ကဆိုရင်တပရင်မြို့နယ်ကကလေးတွေစာတင်တဲ့အကြောင်းကိုလေနဲ့ဘုံကျဲချမှုကြောင့်ဆီယမတွင်နဲ့ကလေးပေါင်းများစွာတည်ဆုံခဲ့တဲ့ဖြစ်စဉ်မှာဖြစ်ပွားခဲ့တာတော့အချမ်းဖတ်မဲအောင်လိုက်ဟာသူတို့ရဲ့လှုပ်ရက်တွေကိုမသိချင်အောင်ဆောင်ပြီးလက်ရှိသူတို့စစ်တပ်ကစခန်းတွေတောင်းရှောက်အသိမ်းခံရပြီးနေရာတိုင်းမှာအရှုံးတွေနဲ့သာရင်ဆိုင်လာရတော့မှပြည်သူတွေရဲ့အကျိုးစီးပွားကိုရှေးရှုပြီးတိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သူတို့စစ်တပ်ဘက်ကအပြစ်ရညင်ညာချက်ကိုလိုက်နာပြီးတော့အပြစ်ရပေးကြပါဆိုပြီးအကြက်ဖက်မင်းအွန်လိုင်းကိုတိုင်ပြောလာပြန်တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးအမျိုးသားညီအစိုးရအန်ဂျီကတော့လက်ရှိစစ်ကောင်စီဟာငလင်ဘေးကိုအကြောင်းပြပြီးသူတို့စစ်တပ်ဘက်ကအပြစ်ရထားတယ်ဆိုတဲ့နိုင်ငံတကာကိုလူကြားကအောင်ညင်ညာထားပြီးမယ်။တစ်ဖက်မှာတော့သူတို့စစ်တပ်ဘက်ကပဲလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေပြီးအဲဒီကမှတပရင်မှာစာတင်ကြောင်းကိုဘုံကျဲမှုကြောင့်ကလေးငယ်တွေတိုက်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကအတိုင်းသာတသက်ပြနေသူတို့ မြန်မာမှာလည်းနေစဉ်စစ်ကြောင်းထိုးတာတွေတောက်လျှောက်လုပ်နေတဲ့အတွက်အာဆီယံအနေနဲ့စစ်ကောင်စီရဲ့ဟန်ပြအတုအယောင်အပြည့်ရဲ့ကြီးညာချက်ကိုမယုံကြည်သင့်ဘူးလို့လည်းအန်ဂျီတမနာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမေလ28ရက်နေ့ကပဲထုတ်ပေါ်ပြောဆိုခဲ့ပါသေးတယ်ခင်ဗျာတို့တက်ပြတ်မှုစစ်ရာဇဝဲမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့စစ်ရာဇဝဲမှုတွေမှာပါဝင်ပတ်သက်နေကြတယ်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ကံမြင့်တန်းအပါအဝင် အရာရှိကြီးတွေနဲ့လက်လက်ဆက်ရုံမူ28ဦးရဲ့အမည်စင်းကိုနိုင်ငံတကာနဲ့အန်ယူဂျီကအရေးယူနိုင်ရေးအတွက်တမာဖွံ့ဖြိုးရေးအင်စတီကျူကထုတ်ပြန်လိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်ထားတဲ့တနက်များနောက်ွယ်မှသွေးစွန့်လက်များမြန်မာစစ်တပ်လက်နက်ထုတ်လုပ်သူများဖော်ထုတ်ခြင်းသူတွေနာအစီရင်ခံစာတစ်စောင်ကိုတမာဖွံ့ဖြိုးရေးအင်စတီကျူကထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ အဲ့ဒီအစီရင်ခံစာဟာစေအုစုကျူးလွန်နေတဲ့နန္ဒရာရာဇဝတ်မှုတွေအတွက်အသုံးပြုတယ်။စစ်လက်နက်တွေကိုထုတ်လို့ရမှာအဓိကတာဝန်ရှိသူတွေဖြစ်ကြတဲ့ကာကွယ်ပစ္စည်းထုတ်လို့ရအရာရှိချုပ်ယုံကကထုတ်ရအရာရှိချုပ်ဒုတိယအရာရှိချုပ်နှုံးနဲ့ကာကွယ်ပစ္စည်းထုတ်ဆက်ယုံ25ယုံကဆက်ယုံမှုတွေကိုဖော်ထုတ်ထားတာလည်းဖြစ်ပါတယ်။အဲ့ဒီအထဲမှာစစ်ကောင်စီကာကွယ်ပစ္စည်းထုတ်လို့ရအရာရှိချုပ်ယုံ ကကထုတ်ရဲ့အရာရှိချုပ်ဒုတိယဘိုလ်ချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှစ်ဦးဖြစ်ကြတယ်ဘိုလ်ချုပ်ကိုကိုလွင်နဲ့ဘိုလ်ချုပ်မျိုးအောင်တို့ပါဝင်တယ်လို့လည်းသိရပါတယ်ဒါအပြင်လက်နက်စက်ရုံမှုတွေဖြစ်ကြတယ်အမှတ်၁ကာကွယ်ပစ္စည်းစက်ရုံမှုဘိုလ်မှုကြီးဇော်မျိုးမင်းအမှတ်၂ကာကွယ်ပစ္စည်းစက်ရုံမှု ဘုံမူကြီးလှတဲ့အမတ်တော်ကာကွယ်ပစ္စည်းဆက်ရုံမှုဘုံမူကြီးမောင်ဆိုအမတ်လေးကာကွယ်ပစ္စည်းဆက်ရုံမှုဒုတိယဘုံမူကြီးဇော်မင်းထောအမတ်ငါကာကွယ်ပစ္စည်းဆက်ရုံမှုဘုံမူကျုပ်ထွေးလာအမတ်ချောက်ကာကွယ်ပစ္စည်းဆက်ရုံမှုဘုံမူကြီးတိုးလွင် အမတ်ခွန်ကာကွယ်ပစ္စည်းဆက်ရုံမှုဘုံမူကြီးထွန်းထွန်းဆိုးတို့အပါဝင်28ဦးရဲ့အမည်စင်းတွေကိုလည်းအေးအေးယူရမယ့်စီးနှဲမှာထက်သွင်းထုတ်ပြန်ထားရလဲဖြစ်ပါရဲ့ရှင်။ တိုင်းပြည်မှာကုန်သွယ်ရေးပုံငွေအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိနေပြီမဲ့ပြည်ပထွက်တဲ့သူတွေများနေတာရောပြည်ပကပစ္စည်းတွေတရားမဝင်တင်သွင်းနေတာတွေကြောင့်ပါနိုင်ငံငွေတွေဟာလုံငွေတွေပြနေတဲ့အပြင်ဈေးနှုန်းတွေပါမြင့်တက်နေရတယ်ဆိုပြီးအကြက်ပတ်မင်းအောင်လင်းကပြောဆိုသွားပြန်ပါတယ်ဒါကြောယမန်နေ့ကနေပြည်တော်မှာလုတ်သွားတဲ့ငလင်ဘေးအလွန်ပြန်လည်ထူထောင်ခြင်းဆွေးနွေးပွဲမှာအကြက်ပတ်မင်းအောင်လင်းကိုယ်တိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမှာအကြက်ပတ်မင်းအောင်လင်းအတိတ်ကပြောသွားတာကတော့ သူတို့စစ်ကောင်စီလက်ထက်မြန်မာနိုင်ငံမှာ2024 25ဘန်နာရီနှစ်မှာပဲကုန်သွယ်ရေးပုံငွေအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိတဲ့အကြောင်းတွေအဲ့လိုရှိပြီမယ်တစ်ဖက်မှာတော့ပြည်ပထွက်နေတဲ့သူတွေများနေတာရောပြည်ပကပစ္စည်းတွေတရားမဝင်တင်သွင်းနေတာတွေကြောင့်မှာနိုင်ငံခြားငွေတွေဟာလုံငွေတွေပြနေတဲ့အပြင်အဲ့ဒီနိုင်ငံခြားငွေဈေးနှုန်းတွေပါမြင့်တက်နေရတယ်ဆိုပြီးအချက်ဖက် main online ကပျော်သွားတဲ့အပြင်အဲ့ဒီအတွက်ပြည်တွင်းထုတ်ကုန်တွေကိုအစားထိုးနိုင်အောင်လုပ်ရမယ်ဆိုပြီးတော့ပါပျော်သွားပြန်တယ်လို့သိရပါတယ် ဒါပြင်တစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာပြည်ပထွက်တဲ့သူတွေများနေတဲ့အတွက်နိုင်ငံခြားငွေသုံးစွဲမှုများပြားနေတာကိုထိန်းချုပ်ဖို့ဆိုပြီးအချက်ဖတ်မင်းအွန်လိုင်းကပြည်ပထွက်တဲ့သူတွေအားလုံးကိုအလဲပတ်ပဲဖြစ်ဖြစ်ဈေးကူတာပဲဖြစ်ဖြစ်ပညာရေးဖျားဘူးစီးပွားရေးအလောက်ကစတဲ့အကြောင်းအရာတွေအကုန်လုံးကိုပြန်လဲစီစစ်ပြီးသူတို့ရဲ့ခွင့်ပြုချက်မရှိဘဲထွက်ခွင့်မပေးဖို့ညွန်ကြားထားတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါသေးတယ်ခင်ဗျ။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတိုင်းစစ်ဦးစီးမှုပထမတန်းဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်ဆိုသူနဲ့စစ်တုံးမှအများပြားကိုအရကတတော်အေအေကအရှင်ဖမ်းဆီးရရှိထားပြီးအလံပြူထောင်အလင်းဝင်တဲ့စစ်သားတွေလည်းတော်တော်ကိုများနေတယ်လို့အေအေစီရဲ့သတင်းရှင်းမိကရန်ကုန်ကစ်တေကိုပြောပါတယ်။ ဒါကတော့မေလ30ရက်နေ့ဖြစ်တယ်မနေ့ကပဲရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတက်တောင်ချေးရွာအနီးမှာခက်တီတီနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့အာရကတပ်တော်အေအေကြတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီဘက်ကတိုက်စစ်ဦးစီးမှုပထမဒဏ်ဂျီဝမ်ဒုတိယဘုံမကြီးကြော်လင့်ကြိုင်ဆိုသူနဲ့စစ်တုံးမဲ့အများပြားကိုလက်နက်ခဲယမ်းတွေနဲ့အတူအာရကတပ်တော်အေအေကအရှင်ဖမ်းဆီးရရှိထားပြီးစစ်ကောင်စီတပ်တွေဟာ အခါတတော်အေးကိုဘလို့မှမရှင်နိုင်တော့ပဲသူတို့ကစာပြီးစကြောင်းထိုးလဲအလဲလဲအကွက်ကွက်နဲ့ဘိုးမူကြီးအဆင့်တွေကအစာအဖမ်းခံရတဲ့အထိအကြည့်ကျဲရှုံနေနေကြတယ်လို့အေးအေးရဲ့စီးရဲတည်ရှင်မိကပြောထားပါတယ်တစ်ဖက်ကကြောက်ပြူမြို့နယ်အတွင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေမှာလေစကောင်စီဘက်ကစစ်သားအများပြားဟာလက်နက်ချအလေးဝင်းနာတွေတော်တော်ကိုများနေသလိုစကောင်စီကရခိုင်ပြည်နယ်ရှေ့တန်းကိုစစ်အင်အားတွေပို့နေလေ တကယ်တကယ်ရှေ့တန်းတွေရောက်လာတဲ့စစ်သားတွေဟာစိတ်ဓာတ်တွေပြက်ပြားနေပြီတိုက်လို့ခိုက်လို့စိတ်လုံးဝမရှိကြတော့တဲ့အခြေအနေတွေကိုတွေ့နေရတဲ့အပြင်လက်တလုံးပါတယ်အလံပြူထောင်လက်နက်ချတဲ့သူတွေရောတိုက်ပွဲတွေကနေထွက်ပြေးသွားကြတဲ့သူတွေရောနဲ့စစ်တပ်ကဂစစ်ကလျားတွေကိုဖြစ်နေကြတယ်လို့ AAC ရဲ့သတင်းရင်းမြစ်ကရေကုန်ခစ်တွေကိုပြောထားပါတယ် ဒါအပြင်လက်ရှိမှာအချက်ဖက်စကောင်းစီဘက်ကရခိုင်စစ်မြေပြင်တွေအတွင်းစစ်ရေးကုတ်ကဲသူမလုံလောက်တော့တဲ့အတွက်ဗျူဟာမှုလို့အဆင့်နဲ့ဂျီဝမ်အဆင့်တွေပါရှေ့တန်းကိုစစ်စင်ရေးထွက်နေရတဲ့အခြေအနေဖြစ်နေပြီးအခုဆိုရင်မေလ30ရက်နေ့ကဖြစ်တဲ့မနေ့ကလေကြောက်ဖြူမျိုးနဲ့တိုက်ပွဲမှာစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်စုသူနဲ့စစ်တုံးမှအများပြားကိုအရခတတော်အေအေကအရှင်ဖမ်းဆီးရရှိထားပြန်တာဖြစ်တယ်လို့ မေလ29ရက်နေ့ကလည်းအဲ့ဒီကြောက်ဖြူတိုက်ပွဲမှာပဲစစ်ကောင်စီဘက်ကနီးပြူအားမှုဗိုလ်မှူးကြီးကျော်မြို့အောင်ဆိုသူလဲအရခတတော်အေးရဲ့လက်ချက်နဲ့ပဲစနိုက်ပါမိပြီးပွဲချင်းပြီးကိုတိတ်သွားတယ်လို့သူ့ရဲ့မိသားစုတွေကိုတိုင်းနာရေးကြော်ညာထဲ့ထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျ